မလေးရှားနိုင်ငံကွာလန်လမ်ပူမြို့မှာကျင်းပမယ်23ချိန်မြောက်မလေးရှား International Hala Showcase 2025ပြပွဲမှာမြန်မာနိုင်ငံရှိအမျိုးသမီးများဦးဆောင်တဲ့ကုမ္ပဏီတွေကိုဦးစားပေးတက်ရောက်ခွင့်ပြုသွားမယ်လို့မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲကသိရပါတယ်။ မလေးရှား International Hala Showcase 2025ပြပွဲကိုမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာစက်တင်ဘာလ18ရက်နေ့မှ20ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါသည်။အဆိုပါပြပွဲမှာအာဆီယံပြခန်းကိုဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး Hala ထုတ်ကုန်များနဲ့ဝန်ဆောင်မှုများအသင်ပို့ရန်အသင့်ဖြစ်နေတဲ့မြန်မာနိုင်ငံမှာအသေးစားနှင့်အလက်စားစီးပွားရေးလုပ်ငန်းများအထူးသဖြင့်အမျိုးသမီးများဦးဆောင်တဲ့ကုမ္ပဏီနှစ်ခုရဲ့အမည်စရင်းနဲ့အရန်ကုမ္ပဏီနှစ်ခု ရဲ့အမည်စာရင်းတွေကို အဆိုပြုဖို့ဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။ပြပွဲကိုအာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ဂျပန်နိုင်ငံအခြားအလုံးပါဝင်ပြီးရေရှည်တည်တံ့ထည်ကုံသွဲမှုဖြစ်စေဖို့ရည်ရွယ်ပြီးမလေးရှားနိုင်ငံမှအာဆီယံအလှည့်ချဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလမှာ အာဆီယံဂျပန်စင်တာအနေနဲ့ဖွင့်လှစ်ပြသရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ပြပွဲမှာမလေးရှားနိုင်ငံမှ ကုမ္ပဏီများနဲ့နိုင်ငံတကာမှကုမ္ပဏီများ ပါဝင်ပြသကြမှာဖြစ်ပြီးစားတောက်ကုန်ဖက်ရှင်အလှကုန်ဗန္နာရေးအစရှိတဲ့လုပ်ငန်းများပါဝင်ပြသကြမယ်လို့သိရပါတယ်ရှင်။